ကဲချစ်ချက်စီစဉ်မှာဇင်တို့ဘာအကြောင်းပြောကြမလဲလင်းဒီနေ့ဘာအကြောင်းလေးယူလာလဲဒီနေ့လားဒီနေ့ဟာလေဟွန်းဟိုဒီနေ့ကတငယ်ချင်းတယောက်နဲ့လည်းပြောပြတာလေးလည်းရှိတယ်ဟဲ့အာနဲ့ဟဲ့လို့ငါနဲ့လည်းတိုက်ဆိုင်ငါနဲ့လည်းအဲလွန်ခဲ့တဲ့10နှစ်12နှစ်လောက်တော့တိုက်ဆိုင်မှုလိုက်တာဆိုပြောပေါ့နော်အကြောင်းလေးတစ်ခုပေါ့ပြောကြမလားပေါ့အပြောပေါ့အာဘာအကြောင်းလဲတိုက်ဆိုင်မှုရဲ့အကြောင်းอ่ะအေးဘယ်လိုပြောရမလဲကြုံကြည်မှုဟာအရင်အဲတခါကျရင်လူတိုင်းကိုယ်စိတ်နဲ့နှိုင်းပြီးတော့ယုံကြည်လွန်ကဲတာတခါလေကျရင် မကောင်းဆိုတဲ့အကြောင်းလေးပေါ့ဟုတ်ကဲ့ဟုတ်တယ်လူတိုင်းဟုတ်တယ်အဲ့တော့လူတိုင်းအရင်အရင်ကွာဟိုကိုယ်စိတ်နဲ့နိုင်ပြီးတော့လေတည်ရမလားစိတ်ကြီးနဲ့ပြီးတော့အဲကောင်းလားဆိုတော့အဓိကတော့အဲ့လိုမျိုးじゃရင်အဲကိုယ့်ဘက်ကအဲနစ်နာရတာပိုများတယ်လို့ဟုတ်ကဲ့ ဲတော့မြင်တာပဲဟုတ်တယ်ဟုတ်တယ်ကြုံခဲ့ရဘူးရေပေါ့အေးပေါ့ဟိုတကယ်ချင်းပြပြတော့မဟဲတကယ်ချင်းဒါတွေကတော့ငါတို့လွန်ခဲ့တဲ့7နှစ်ကဟာကြီးလို့နေဟာကြီးကဟိုဇက်ကယိုးနေပြီးတော့ကိုကတော့ပြန်ပြောသူတို့တော့ကတော့ဇက်အစ်စ်ဖြစ်နေတာပေါ့နော်ကျော်ပါအောင်ရမ်းသိချင်နေအဲ့ဒါကြောင့်တကယ်ချင်းတယောက်ပြောတာပေါ့နော်အဲ့ဒီဟိုသူတည်းအဲ့လိုသူကတော့တိတိချင်းမှာတော့တချို့ကျတော့လည်းအဲယူယူမိုင်းမိုင်းနဲ့ရှေ့ဆက်တိုးပြီးတော့အဲဘယ်လိုပြောရမလဲလမ်းမကိုရောက်သွားကြတာပေါ့အဓိကတော့အဲပြင်ဆင်လို့ရတဲ့အချိန်မှာဆိုရင်တော့ ပြန်လဲပြင်ဆင်လိုက်တာဟာဟိုဘယ်လိုပြောမလဲအမားတော့ရှေ့နေမသေးတော့စေတမားဆိုသလိုပဲအချိန်ရရင်တော့ပြင်လိုက်တာဟာကိုယ်အတွက်အကောင်းဆုံးလို့လင်းရတော့အကြံပေးချင်တယ်အဲ့လိုပဲတငယ်ချင်းကိုလည်းပြောလိုက်တယ်ဟဲ့ဟုတ်တယ်လို့ငါတော့ကလည်းအဲ့လိုပဲဟိုကိုရီမင်းမရှာရီဆိုရင်လာပြီးဟဲ့ခါချရင်တွေးချရင်ဟဲ့အိမ်တော်ရှိလားရီးစားရှိလားပေါ့နော်ဟိုသူတို့ရဲ့အိမ်တော်ရင်းမှာပြိပခါဖြစ်ပြီးတော့ အဆင်မပြေတဲ့အချိန်မျိုးနဲ့ကိုနဲ့တွေ့တဲ့အချိန်ကြရင်တို့ရဲ့ပြဿနာကဘာလဲဆိုရင်တို့ကအမလီမိမတွေကိုစိတ်ကုံလုံးလုံး။အင်းအင်း။အော် single ပါဗော။ single ပါဗော။တော်ပြီပေါ့ကျွန်တော်ရည်စားလည်းမထားအမှန်ကတော့မိမရှိနေတာ။အော်။အော်မိမရှိနေတာ။မိမရှိနေတာ။အဲ့တော့ဆိုဖမရရဆိုလေစကားတွေပြောမဟုတ်တေစာအဲ့လိုပေါ့နော်ဒါတကယ်ချင်းတော့ပြပြလိုက်တာပေါ့နော်။ तू ကတော့စိတ်တက်ကြတယ်စိတ်တက်မကြနဲ့လို့ငါတို့ကအခုနေရလို့ကတော့မေးလိုက်တာပေါ့နော်။ အနေလုံလုံကျွတ်ကျွတ်ဖြစ်ပြီးပြီလားမဖြစ်ရမဖြစ်ရတဲ့နောက်ဆုတ်ပလိုက်လို့ဟုတ်ကဲ့ကိုရီတော့ကလည်းမဖြစ်ရသေးတဲ့မဖြစ်ဥစားကွာငါတော့ကကြတော့လေအဲ့လိုပဲဟဲမောင်လေးတို့ရီစားရှိလာပေါ့ဟာမဟဲကျွန်တော်မိမတွေဆိုအရင်စိတ်ကုန်နေပြီပေါ့သူကလို့68လောက်ထဲကအိမ်တောင်ကျသွားတဲ့အခါကျတော့25 26လောက်မှာအိမ်တောင်ကြီးကအရင်ညှင်းဝေးလာတော့ဟိုជីရွယ်ကအရင်ဟိုလွတ်လွတ်လပ်လပ် ဟိုဟိုလူတစ်ယောက်က25 30ကြားကဟိုအိမ်အောင်ပြရမယ့်အရွယ်မဟုတ်သေးဘူးလေအဲ့မှာကောင်တော့ပေါ်ပါလွတ်လပ်နေတဲ့အချိန်ဆိုတော့အဲ့အချိန်ကတခြားသူနဲ့ရှင်တို့ကအဲ့လိုလွတ်လပ်တဲ့ဟာကိုတို့ကပြန်ပြီးအဲ့ vice ကိုပြန်ခံစားရတဲ့အခါကျတော့ဟောအေးပေါ့နဗုတ်တွေသွားစားကြစကားတွေပြောကြရုံးဝအဲ့လိုလုံပါလေအော်လုံပါလေတချို့ယောက်ျားလေးတွေရဲ့ action တွေကလေမင်းကလေးတောင်လိုက်မနေဘူးမင်းကလေးတွေတရုပ်ဆောင်ကောင်းနေဆိုတော့သူတို့ကဂလီထိုးကြီးတယ်မာယာပေါ့ဟေးကြားတို့ကြီးမာယာအဲအဲ့တော့ အဲ့မှာကအဲ့လိုပေါ့မုတ်တီသွားစားချာကိုကမေးတာပေါ့နော်။ဘာဖြစ်လို့ရီစားနေရပြတ်တာလဲ။အဲ့လိုမေးရင်လေမဟုတ်ဘူး။သူကဖောက်ပြန်တာ။အော်။ကောင်မလေးကဖောက်ပြန်လို့။အော်။သူကထောက်သီးမခံနိုင်တာ။အော်။အကိုကောင်းသူများမကောင်းဇာတ်ရုပ်ကို။အဲ့လိုမျိုးဆိုတော့နောက်ပိုင်းကျတော့ပြဿနာပါလဲဆိုတော့ဖုန်းမှာမိတာ။အော်။ဘာလဲဘတ်ဆိုဖုန်းကိုဖွင့်ချလိုက်တော့ဟိုသူတို့ဒီ မင်္ဂလာအတပုံပေါ့နော်အဲ့လို prewed နဲ့ရိုက်ထားတဲ့ပုံပေါ့တွေ့ရောတွေ့ရောကျမကဇရိုးစတော့ဖြစ်တော့မေးချလိုက်တာပေါ့နော်ဟဲ့မလိမ္မာလဲလို့နင်းနဲ့ငါနဲ့ရာလို့ကြီးစားမှမဟုတ်တာလို့အဲ့ပေါ့နင်းချောတော့ငါလည်းအဲ့ဒီစကားတွေပြောကြတယ်ကြိုက်ကြအဲ့တော့နင်းအမှန်တိုင်းမဲ့ဝင်ခံလိုက်ပါလားလို့ဆိုတော့ပါလေဟုတ်တယ်တဲ့18နှစ်တုန်းကကဲအဲ့လိုအိမ်အောင်ကြဘူးတာပေါ့လေအဲ့တော့ကဒါမဲ့မင်းမစဂျူယွန်ရှာအောင်မဆက်ဒါမဲ့ဖြစ်နေတဲ့ဖြစ်တည်မှုကိုရဲရဲဝံ့ဝံ့နဲ့အဝင်ခံမဝင်ခံတာကိုပဲ အဲစိတ်တူတာပေါ့နော်အဲ့တော့အေးအဲ့ဒါဆိုလည်းဟဲလို့ကိုကိုသူများသားသမီးကိုယူထားပြီးပြီဆိုရင်အဲ့ကြကိုရီးယားကျတော့လုံလုံကျွကျွလည်းမဖြစ်တာဟုတ်ဘွားကြရဲလာကြရဲစားကြရဲတောက်ကြရဲဆိုတော့အဲ့လိုမျိုးဆိုကြိုက်ဖူးလားမင်းတော့ဒါ he မင်းမချဆိုကွကွဟီနဲ့တော့ easily ကတော့ရှိတာပေါ့နော်အဲ့မှာဟဲလို့မောင်လေးလို့နင့်ကိုလည်းငါမောင်လေးတယောက်လိုမျိုးသဘောထားတယ်ပေါ့နော်အဲ့တော့ဟိုနင်းဘာဖြစ်ရင်ဒါသူများသားသမီးကိုယူထားတဲ့ဆိုရင်တာဝန်ယူမှုတာဝန်ခံမှုယောက်ျားပိသားတဲ့ ဟိုဟာမျိုးနင်ပြတင်တယ်လို့ဘယ်လိုပဲဖြစ်ဖြစ်စိတ်အခက်မတင်လို့အဆင်မပြေဘူးဆိုပေမဲ့လည်းအဓိကကိုကအိမ်နာဦးစီးဖြစ်တဲ့အတွက်ကြောင့်တိခံမှာညယူပါညယူပါနောက်ဆုံးအဆင်မပြေဘူးဆိုရင်လည်းတရားဝင်ကိုမှုဝင်လင်းလင်းနဲ့ကွာရှင်းတဲ့အခါကျရင်တစ်ဖက်အမျိုးသမီးအတွက်လည်းနင်နာတယ်ဆိုပေမဲ့ဟိုမှုဝင်လင်းလင်းသူလည်းသူ့ဘာသူသူလန်းသူဆက်သူလန်းသူရှောက်လို့ရတယ်ပေါ့နော်အမနီကအတီတငယ်ချင်းတရားကိုတော့လို့ပြောဟဲ့အဲ့အရာတွေဟာတော့လို့ နင်းမမဟုတ်ဘူးဟေးလို့ကိုကသူတို့ကရံဖြစ်ပြီဆိုတာနဲ့သူတို့ကလူပြိုဖြစ်သွားအောင်လို့ကိုကကနော်အိမ်တော်ရီးစားနေပဲရံဖြစ်ဖြစ်အိမ်တော်ရသူမေးလိုက်တာအကိုကရီးစားကျွန်တော်လူပြိုသူကလေကားသုံးနေစေလူပြိုမဟုတ်တော့လူပြိုမဟုတ်တော့တော့သူကရံဖြစ်တာနဲ့အော်တိုလူပြိုလူပြိုဖြစ်သွားတာအဲ့လိုမျိုးတွေအဲတကယ်ချင်းလို့ရှိတော့နေလုံလုံကျွတ်ကျွတ်မဖြစ်ရင်တော့နောက်ဆုတ်လိုက်ပါလို့ ကိုရဲ့ကိုမြမအမျိုးသမီးတယောက်ဆိုတာလို့အဲကိုကိုကိုတက်မိုးရှိအောင်နေရင်တော့ချိန်တိုင်းလင်ကောင်းကားကောင်းတော့ရမှာပဲတငယ်စင်းတော့အားပေးလိုက်တယ်အဓိကတော့ကိုကပြောရင်တော့ဒါကတော့ကိုလည်းအလိန်ခံခဲ့ရဘူးတယ်ဆိုတဲ့ဟာကိုသူ့ကိုပြပြအောင်ဒါကတော့အဲယောက်ျားလေးတွေဘက်ကကြည့်ရင်လည်းသူတို့စိတ်လှုပ်ရှားလို့သူတို့စိတ်ကစားဒီချိန်မှာတည်ငှအနေနဲ့စိတ်ပျော်ပါတာပဲနေပါလိမ့်မယ်တငယ်ချင်းလို့နင်သူ့ကိုချစ်လာလို့ဆက်စုရတာပေါ့နော်အဓိကတော့ နေချစ်နေတော့မချစ်သင့်ဘူးလို့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လင်းမှန်တယ်တကယ်ချင်းတော့ဟုတ်တယ်တကယ်ချင်းတော့တကယ်ချင်းတော့လည်းမုံမစီဘူးဟုတ်တယ်လင်းရချတာလူတမျိုးလင်းရချတာမကောင်းနေတဲ့အရာကိုကောင်းနေဆိုပြီးတော့လေဘေးနားကလေချမ်းရချမ်းရမလုတ်တက်ဘူးဟုတ်တယ်ဟုတ်တယ်ရတယ်လာအဲ့လိုမျိုးအမှန်တရားကိုပြောပြလိုက်လို့စိတ်ဆိုးတယ်မပေါင်းခြင်းဆိုလဲကိုဒါပေါ့ဟုတ်တယ်ကိုတမေကိုရှာစားနေတာအဲ့အတွက်ကြောင့်လင်းသည် တငယ်ချင်းပဲဖြစ်ဖြစ်ရမ်းခင်မရတဲ့မိတ်ဆွေပေါင်းတယ်ပဲဖြစ်ဖြစ်မကောင်းတဲ့အရာကိုမကောင်းဘူးပဲပြောတယ်။မှားနေတဲ့အရာကိုမှားနေတယ်ပဲပြောတယ်။ကိုယ့်ကိုဒီလိုလာပြောရင်လည်းကြိုက်တယ်။ဒါကိုစိတ်ဆိုးလို့ဟဲ့သွားနင်းနဲ့ငါမပတ်သက်ချင်ဘူး။ငါဘက်ကလည်းမပါ။မှားနေတဲ့အရာကိုနင်းမှန်တယ်လို့လည်းပြောပြရအောင်လေ။ကျွန်မအဲ့လောက်ထမင်းစားကြည့်တာလေ။ သမင်းစားကြည့်တဲ့လူတယောက်ဆိုတာအသိဉာဏ်ဆိုတာရှိရတယ်။လူရယ်လို့ဖြစ်တာရယ်32ပုံမှာလူပုံသာလဲသာသနာပြုလို့ရတယ်အမားမှန်ကိုခွဲခြားဆင်ခြင်နိုင်တယ်အဲ့အတွက်ကြောင့်နင်လူပုံရောက်နေတော့ဒီလိုမျိုးမစင်စားမဆင်ခြင်ပဲနဲ့လမ်းမကိုဆက်လျှောက်နေမယ်ဆိုရင်ဒါမကောင်းဘူးဆိုတဲ့အရာတော့ထောက်ပြနိုင်တယ်ပြောပြနိုင်တယ်မကျင်းနိုင်လားမပေါင်းနဲ့ဟုတ်တယ်ဟုတ်တယ်အဆင်မပြေရင်လာမပတ်သက်နဲ့ကိစ္စမရှိဘူးနင်တို့ရှိရငါနေတိုင်းနင်တို့နင်တို့ကြိုးရလဲမစားထားတာမဟုတ်ဘူးနင်တို့ပေးတာနဲ့ငါတောက်ပြအောင်ကိုကိုကိုဟို တောက်ပြအောင်ငါနေနေတာလည်းမဟုတ်အဲ့တော့မပတ်သက်နဲ့မုံရအမုံခံပြီးတော့ပဲပြောတာဟုတ်ခံပြီးပြောတာဟုတ်ကိုတငယ်ချင်းမိဆွေလမ်းမရောက်နေတာမျိုးဆိုလို့ရှင်ကိုကအမုံခံပြီးပြောရမှာဒါကမိဆွေကောင်းနေမှာရှိတဲ့နဲ့အကြောင်းအရာလက်ခံအမုံခံပြီးပြောတဲ့သူကမှမိဆွေစစ်မိဆွေပဲမကောင်းနေတဲ့အရာကြီးကွယ်ဒါကြီးကိုကောင်းလားအာမားနေတယ်ဟဲ့ကောင်းတယ်လို့ကိုကပတ်စံရှိတာပဲလှုပ်ချင်တာလှုပ်ပေါ့ဟဲ့နင်ကမိန်းမပဲလှုပ်အမနေလှုပ်ပါပျောက်ပေးတဲ့တဲမှာမိကက်လင်းလည်းမပါဘူးဟုတ်ကဲ့ ောက်တယ်ဟုတ်တယ်အဲ့တော့မတ်ချောက်တင်ခံရဲတယ်မကောင်းတာမကောင်းဘူးပဲပြောတာဟုတ်ကဲ့အဲ့လိုပြောလို့စိတ်ဆုံးရလာမပတ်သက်တဲ့တတ်တာပဲဟုတ်တယ် okay bye see you see you တာမဟုတ် okay bye ပဲဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်အဲ့တော့လင်းခုပြောတဲ့ကိစ္စမျိုးက social media မှာဆိုလဲညီတွေ့ကြားသိနေရတာပဲเนาะဆိုတော့ဟိုမျိုးသားအနေနဲ့လည်းဘလို့ပဲခုနလင်းပြောရတဲ့မှာအဖြစ်ရှင်းနေပါတခါလဲပါပြီးသားဟုတ်ပြီဒီကိုပတ်သက်ထားတဲ့ relationship တစ်ခုမှာမပြောတော့ဘူးဆိုရင်အချင်းချင်းညှိနှိုင်းလို့ရတယ်အဲညှိနှိုင်းလို့မှဘလို့မှမရတော့ဘူးဆိုရင်လဲသူ့လမ်းကိုလမ်းတိတ်ချရွေးချယ်လို့ရ တယ်ပေါ့နော်အဲ့လိုမှမဟုတ်ပဲနေမရှင်းမရှင်းနဲ့တစ်ဖက်မိန်ကလေးကိုသွားပတ်သက်လို့ရှိရင်နှစ်ယောက်စလုံးကိုလက်ရှိပတ်သက်ထားတဲ့အမျိုးသမီးရောတခြားထပ်ပြီးရောအစ်စ်ပတ်သက်တဲ့အမျိုးသမီးရောနှစ်ယောက်စလုံးနေလာတယ်ဟုတ်တယ်ပြီးတော့အမျိုးသမီးအနေနဲ့လည်းကို့အဲ့လိုလိမ့်လဲပြီးလာပတ်သက်လို့ရှိရင်ကိုဘလောက်ပဲချစ်မိသွားပြီးဖြစ်ပစေတေချာပြပြတသားဆုံးဖြတ်ရမယ်ဆိုတော့ဒါကလေဟို ကောင်းတဲ့ကိစ္စတခုမဟုတ်ဘူးဒါပေမဲ့ကိုကြုံတွေ့ခဲ့ရင်တော့မှပဲဘလို့ဖြစ်ရှင်းမလဲမှန်ကန်တဲ့နီလန်မှန်ကန်တဲ့လန်အောင်သာရွေးချယ်တင်ပါတယ်เนาะကိုမားတော်တိပြီဆိုရင်အဲ့ဒါကိုကိုနောက်ဆုတ်ဖို့ဝင်မလေးနဲ့နောက်ဆုတ်ဖို့ဝင်မလေးနဲ့ဟုတ်တယ်ဒါကြီးကထားပါလင်းတဲ့ငယ်ချင်းကလင်းကိုလာဖွင့်ပြောပြီဆိုကြရာ तू ကအမမဆို तू ဇွတ်တိုးနေလို့ရတယ်ကွာ तू ဆက်မားနေလို့ရတယ်ကွာဒါပေမဲ့ तू ကိုရန်ကလည်းရက်တန့်ခြင်းလို့ရနောက်ပြီးတော့လင်းစီကနေတဲ့ကိုယ့်ရဲ့ငယ်ချင်းစီကနေပြီးတော့ဒါမားတယ်ဆိုရဲထောက်ခံချက် approve တစ်ခုလည်း तू လိုချင်တာလည်းပါတယ်ဒါ तू လည်းလင်းကို ပြန်ပြီးတော့ပြောပြရဆိုတာဒါမှန်တယ်ဟုတ်တယ်เนาะသူပြောပြလို့လင်းရလဲတားပစ်တာဟုတ်လေအဲ့မှာသာသူကိုကသာမြောက်ထိုးပင့်ကော်ဆိုဟဲ့တငယ်စီနင်ကအမလီလှနေတာပဲလို့ဆိုပြီပါတချို့ရှိရလေမိတ်ဆွေသူမိတ်ဆွေမကောင်းတဲ့မိတ်ဆွေရှိရအမလီမှန်တာပေါ့ဟဲ့အေးနေလောက်တာအမလီဟဲ့ကိုကဟဲ့ကိုလှလို့ကိုရှိလာတာလေ no ဟိုမှာတကယ်เนาะအပြိုနုနုထွတ်ထွတ်ကိုရခဲ့ပြီးပေါင်းဖက်လာတဲ့ဟာတော့အချိန်တန်ပြစ်သွားတာနင်းလို့ဟာလဲတနစ်နစ်နစ်နေပြစ်သွားမှာပဲလို့ ်အဲဒီလိုမျိုးလူကဒီလိုစိတ်ရှိရင်လူဆိုတာငါနဲ့တွေ့မှနင်းနဲ့တွေ့လို့ပြုတ်ပြင်ပြောင်းလဲမယ်ဆိုတဲ့ဟာလေးလို့အဲဒါ तू आ လို့နင့်လို့လေလကားရလို့ရွှေးတာလို့မဖြစ်နိုင်ဘူးအဲ့တော့သူ့ရဲ့ဗီဇာသူ့ရဲ့ယင်ဟုတ်ကဲ့သူဟာပါလာပြီးသားအတွက်ကြောင့်တရားမင်းဆင်းချွတ်တော်မကျွတ်ဘူးဟုတ်တယ်ခဏလေးတော့လောကမှာအရာရာကိုကိုတိုင်းပြုတ်ပြင်ပြောင်းလဲမှတာဟုတ်တယ်လူကောင်းတယောက်ဖြစ်တာလေဟုတ်တယ်ဟုတ်တယ်အဲ့ဟိုလင်းမကောင်းနေတဲ့အရာကို ဗဇင်ရပြုပြင်ပေးမယ်မဆုလက်ကပြုအလက်ကမဟုတ်ဘူးမရဘူးကိုကိုတိုင်းပြုပြင်လိုခြင်းစိတ်ကိုကိုတိုင်းပြောင်းလဲခြင်းစိတ်ရှိမှဒီလူကအကောင့်ဘက်ကိုရောက်ပါလေဟုတ်တယ်ကိုကိုကိုဆုံးမမရပါလေနော်ဘသူဝဲလာပြီးတော့ဆုံးမဆုံးမမိဘဖြစ်ဖြစ်ဆရာသမားဖြစ်ဖြစ်တငယ်ချင်းဖြစ်ဖြစ်အဲ့လူကသူ့ကိုလိမ္မာအောင်ဆုံးမရင် तू ပြောနေတဲ့စကားတွေပဲရှိမယ်တကယ်တော့သူ့ကိုပြန်ပြီးတော့လေကောင်းသွားပဲရှိမယ်သူ့ကိုသူပြန်ပြီးဆုံးမမ ဒါသူလမ်းကြောင်းမှန်ပါမှန်တိုင်းပြရင်လွန်ဆောင်မွဲတစ်ခုလို့ပေါ့ဆာချက်ချာဆာချက်ချာဆိုဆီအမကတော့ချက်ခိုင်းတာပဲကိုမိဘတွေကတော့ချက်ခိုင်းတာပဲကိုကိုတိုင်းချက်မှတ်ပြီးတော့မတင်ယူထားရင်ဆောင်မွဲကန်းထဲမှာဖြည့်နိုင်မလားဒါပဲဟုတ်တယ်ဟုတ်တယ်သူ့လောကကြီးကလည်းဒါပဲကိုကိုတိုင်းပြုပြင်ပြောင်းမပြောင်းလဲဘူးမပြောင်းနဲ့လဲနေတဲ့ရွေ့တတ်တက်လုံးလူမွေးလူအောင်မပြောင်းဘူးဟုတ်တယ်ဟုတ်တယ် လောကမှာကိုကိုတိုင်ပြုပြင်ပြောင်းလဲခြင်းစိတ်ရှိရမယ်ကိုကိုတိုင်တိုးတက်ခြင်းစိတ်ရှိရမယ်ကိုကိုတိုင်အများသူငါကိုကုညီခြင်းစိတ်ပရာဟိတာစိတ်ရှိရမယ်လူသားလင်ဟုတ်ကဲ့နေရာတစ်ခုနဲ့အားလုံးကလက်ခံပေးမယ်လို့လင်းရရယုံကြည်တယ်ဟုတ်တယ်ဟုတ်ပါတယ်အဲ့တော့အကြမ်းကနှစ်ခုဖြုတ်သွားပြီအဲခဏနင်းပြောရတယ်ဟို ုံတွေးလာတဲ့အခါမျိုးမှာလမ်းမောင်ရွေးချယ်ဖို့ရေပြီးတော့ကိုကိုအဓိကအဲ့ချိန်မှာကိုပဲလीနော်မှားမှန်းသိနေဘလောက်ပဲချစ်နေပါစေကွာဆက်မတူနဲ့ချိန်တန်လို့ရှိရင်ခန်းစားချက်တွေရတယ်အချိန်တစ်ခုရောက်သွားလို့ရှိရင်ပြောင်းလဲသွားမှာပဲနောက်ထပ်အစ်စ်ခန်းစားချက်အစ်စ်တွေပြန်ဖြစ်လာမှာပဲဆိုတော့တေချာလေးအဲကိုနာမှာမိတ်ဆွေကောင်းရှိဖို့လေအခုလိုမိတ်ဆွေတကယ်ချင်းကောင်းနေရှိဖို့လဲလိုအပ်တယ်ပြီးတော့အဲ့လိုမျိုးကောက်ကောက်မုံဆုံးမတဲ့ပုံမှာလေကိုကိုတိုင်းဆုံးဖြတ်ချက်ပြည့်တာအဲချမှတ်ဖို့လည်းလိုအပ်ပါတယ်เนาะ ဲ့အဲ့တော့လင်းကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဖိတ်ခေါ်ထားတဲ့ special guest celebrity guest နှစ်ဦးပေါ့နော်ဒါကတော့ Zeno Forever Group ရဲ့မင်းသမီးကျော်လေးနှစ်ယောက်ဖြစ်ပါတယ်ရှင်ညီမလေးအော်အော်တန်တာနဲ့ညီမလေးပြုံးဟန်တာကိုဖြစ်ပါတယ်ရှင်ဖိတ်ခေါ်ပါတယ်ရှင်ခေါ်ပါတယ်မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဟုတ်ကြတော့ဟုတ်တယ်ဆက်ဆက်ရဆက်ဆက်ရရိုးဆက်တည်းရိုးဆက်တည်း ကဲအဲ့တော့အချောလေးလည်းရောက်ပါပြီ။ချစ်ချာတော့ဝက်ကက်ပါလား။ဝက်ကက်ချစ်ချာတော့ခွဲလို့မရဘူး။ငွေချင်းနဲ့ခွဲလို့မရဘူး။ကောင်းလိုက်တာလို့တငယ်ချင်းနော်။အဲ့ရောက်ကြပြီပဲတသက်လုံးလို့ပြီ။ဒီမှာချင်းဒီမှာဒီမှာအဖြစ်နိုင်ရင်တင်လာ။ဖြစ်နိုင်ရင်တင်လာ။အဲ့တော့တို့တို့ဖိတ်ခေါ်ထားတဲ့အချောလာလေးနဲ့တူတူပြည့်သက်တွေသိချင်တဲ့အကြောင်းအရာလေးမကြခင်မှာမြင်းညံ့ပေးပါမ